ယူကရိန်းစစ်ပွဲရဲ့ကြက်ဟာကုန်းမြေပေါ်မှာနေရပ်တန့်နေတော့ပဲအဲ့ဒီစစ်ပွဲရဲ့ရိုက်ခတ်မှုတွေဟာပင်လယ်ပြင်အထူးသဖြင့်ကမ္ဘာကြီးရဲ့ရေအောက်နက်နဲရနေရာတွေအထိပါပြန့်နှံ့လာနေပြီဖြစ်ပါတယ်။အခုဆိုရင်ဥရောပတိုက်ရဲ့အရေးပါတဲ့ရေပိုင်နဲ့တစ်ခုဖြစ်တဲ့ဗြိတိန်နိုင်ငံရဲ့မြောက်ဘက်စကော့တလန်ကမ်းလွန်ပင်လယ်ပြင်မှာအလွန်မင်းတင်းပါတဲ့စေရေးနိုင်ငံရဲ့အခြေအနေတရက်ပေါ်ပေါက်လျက်ရှိပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံရဲ့နမေကျော်ရန်တာလို့ခေါ်တဲ့အထူးသင်္ဘောကြီးတစ်စီးရောက်ရှိလာခြင်းကြောင့်ဖြစ်ပါတယ်။ဗြိတိန်ရေတပ်နဲ့လေတပ်တို့ဟာ ဒီရုရှားသမောကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်နေုံနဲ့မကပဲရုရှားဘက်ကနေပြည်တိန်လေယာဉ်မှုတွေကိုလေဆာနဲ့ထိုးပြီးနှောက်ရှက်တာပြီးတော့ပို့ပြီးအရေးကြီးတဲ့ရေအောက်ဆက်သွယ်ရေးကေဘယ်ဂျိုးတွေကိုပါထောက်လှမ်းနေတယ်လို့စွပ်စွဲထားမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာတာမန်ရေချောင်းဖြတ်တမ်းမှုသို့မဟုတ်ရိုးရှင်းတဲ့လှုပ်ရှားမှုတစ်ခုမဟုတ်တော့ဘဲလက်ရှိကမ္ဘာအခြေအနေအရခက်သစ်စစ်ပွဲရဲ့အရေးအကြောင်တစ်ခုဖြစ်ရှုမြင်လာကြရပါတယ်။ဒီလိုမျိုးတင်းမာမှုတွေဆက်ဖြစ်နေရခြင်းရဲ့အကြောင်းရင်းကဘာတွေလဲ။ဒီဂျန်တာတင်မောကြီးကဘာကြောင့်ဒီလောက်စိုးရိမ်ပူပန်စရာကောင်းနေရတာလဲဆိုတာကို အသေးစိတ်ထပ်မံလေ့လာကြည့်ကြရအောင်ပါ၂025ခုနှစ်နိုဝင်ဘာလ19ရက်ဗုဒ္ဓဟူးနေ့မှာပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနကထိတ်လန့်စရာသတင်းထုတ်ပြန်ချက်တစ်ခုကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားတာကတော့ရုရှားနိုင်ငံရဲ့ရန်တာသင်းမောဟာပြည်ထောင်လေတပ်ရဲ့ P8 Poseidon ကင်းလှည့်လေယာဉ်တွေလေကြောင်းကနေကင်းထောင်နေချိန်မှာလေယာဉ်မှုတွေကိုလေဆာမီးနဲ့တိုက်ရိုက်ထိုးပြီးနှောက်ယှက်ခဲ့တယ်လို့ဆိုပါတယ်ဒီလောက်ရက်ဟာလေယာဉ်မှုတွေရဲ့အမြင်အာရုံကိုယာယီဒါမှမဟုတ် အပိတိုင်ထိခိုက်စေနိုင်တဲ့အတွက်အလွန်အန္တရာယ်များတဲ့လုပ်ရဖြစ်သတ်မှတ်ပါရစေ။ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟင်လီကသတင်းစာရှင်းလင်းပွဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးပြက်သားတဲ့သတိပေးစကားတွေပြောကြားခဲ့ပါရစေ။သူကကျွန်တော်တို့ဟာရေတပ်က Frigate စစ်သင်္ဘောတွေလေတပ်က PA လေယာဉ်တွေဆစ်လွတ်ပြီးဒီသင်္ဘောကိုမျက်ခြင်မပြတ်စောင့်ကြည့်နေပါရစေ။သူတို့ကကျွန်တော်တို့လေယာဉ်မှုတွေကိုလေဆာနဲ့ထိုးတာမျိုးတွေလုပ်ခဲ့တယ်။ဒါဟာနိုင်ငံတကာကြီးအကြောင်းဥပဒေကိုဖောက်ဖျက်တဲ့အပြင်အလုံးကိုအန္တရာယ်များတဲ့လုပ်ရပါလို့ဆိုပါရစေ။ ဝင်ကြီးဂျွန်ဟီလီကဒီလိုရန်လိုတဲ့လုပ်ရက်ဟာပထမဆုံးချိန်မဟုတ်ဘူးလို့လည်းထပ်မံဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။ဒီသင်္ဘောရန်တာဟာပြီးခဲ့တဲ့ရက်သက်တပတ်တွေအတွင်းမှာဗြိတိန်ရဲ့တီးတန့်စီးပွားရေးစုံတွေကိုဝင်လိုက်ထွက်လိုက်လုပ်နေတာအချိန်ချင်းပါပဲလို့ရှင်းပြခဲ့ပါတယ်။ဒီလိုမျိုး EEZ နဲ့နမိတ်တွေကိုအချိန်ချင်းချိုးဖောက်ပြီးဝင်ရောက်လာခြင်းဟာမယုသားတဲ့ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာကိုပြသနေကြောင်းလည်းဗြိတိန်ကယူဆထားပါတယ်။စစ်ရေးကျန်းတဲ့သူ Harmesh Braden Gordon ကတော့ရုရှားရဲ့လေဆာနဲ့ထိုးရဲလို့ရက်ကို ပို့ပြီးပြင်းထန်တဲ့အသုံးနှုံးနဲ့သုံးနှုံးခဲ့ပါတယ်။သူကဒါကိုစစ်ပွဲဆန်တဲ့လုံရဲလူတော်တင်စားခေါ်ပေါ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့လေရင်မှုတယောက်ကိုလေသာနဲ့ဓာတ်ရိုက်ထိုးလိုက်တဲ့အခါအမြင့်အယုံကိုကွဲစေနိုင်ပြီးအစိုးဆုံးအချိန်မှာလေရင်ပြတ်ကျတဲ့အထိဖြစ်စေနိုင်လို့ပါပဲ။ဒီလိုလုံရဲဟာမတော်တဆမှုမဟုတ်ပဲရန်လိုမှုတသက်တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြက်ပြက်သားသားသုံးသပ်ထားပါတယ်။ဒီလိုတင်းမာလာတဲ့အချိန်ကြောင့်ပြည်တိုင်ရဲတပ်ကတော့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။သူတို့ရဲ့စွမ်းထက်တဲ့ Type 23 Frigate စစ်တမ်းပေါ်ဖြစ်တဲ့ HMS ဆိုမာရက်ဆက်ကိုစစ်လွတ်ပြီးရန်နာသိမ်းမောကြီးကိုမလှမ်းမကမ်းကနေကတ်ပြီးလိုက်လံဆောင်ကြည့်နေပါဗျ။ဒီလိုလှုပ်ဆောင်ခြင်းဟာမင်းတို့ဘာလုပ်နေလဲဆိုတာငါတို့တိကျသိရဲ့။ဒီလိုသတင်းစကားကိုရုရှားဘက်စီတိုက်ရိုက် ပေးပို့လိုက်တာ ဖြစ်တယ်လို့စစ်ရေးလေလာသုံးသပ်သူတွေကဆိုကြပါဗျ။ရန်တာဆိုတာပါလေ။ဘာကြောင့်ကြောက်စရာကောင်းနေရတာလဲ။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးမင်းကတော့ရုရှားရဲ့ရန်တာဆိုတဲ့သိမ်းမောကြီးဟာတကယ်တမ်းဘလို့ရွယ်ချက်အတွက်တိစောက်ထားတဲ့သင်္ဘောလဲဆိုတာပါပဲ။ရုရှားဘက်ကတော့ရန်တာသင်္ဘောဟာ သူတို့ရဲ့သမုဒ္ဒရာသူတေသနာသင်္ဘောသာဖြစ်ကြောင်းကိုတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ဒီသင်္ဘောဟာပင်လယ်ပြင်လေ့လာရေးလုပ်ငန်းတွေရေအောက်တရဝါတွေနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာရှာဖွေရေးလုပ်ငန်းတွေလုပ်တယ်လို့ရုရှားကအခိုင်အမာပြောကြားထားပါတယ်။ဒါပေမဲ့လည်းနောက်နိုင်ငံတွေနဲ့စီရေးကျွမ်းကျင်သူတွေကတော့ဒီလိုတရားဝင်ထုတ်ပြန်ချက်တွေကိုလုံးဝမယုံကြည်ကြပါဘူး။သူတို့ကရန်တာသင်္ဘောကိုပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့ spine shit ဒါမှမဟုတ်ကေဘယ်ဖြတ်တောက်ရေးသင်္ဘောဖြစ်တာသတ်မှတ်ထားပါတယ်။ ရန်သာတင်မောကြီးကိုပို့ပြီး NLA ကြီးတဲ့တင်မောဖြစ်မြင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ဒီတင်မောဟာအရှည်အဖြစ်၁၈၀မီတာပေ350ကျော်ရှိပြီးရေအောက်လျှော့ဝက်စစ်စင်ရေးတွေလှုပ်ဆောင်နိုင်မှုအတွက်အထူးဒီဇိုင်းထုတ်တည်ဆောက်ထားတာဖြစ်ပါတယ်။သူ့ရဲ့အဓိကစွမ်းဆောင်ရည်တွေထဲမှာလွန်နှဆိုင်တဲ့နေရာတွေထိငုံရှိုးနိုင်တဲ့ရေငုပ်ရင်ငယ်တွေတည်ဆောင်ပြီးအသုံးပြုနိုင်ခြင်းတွေပါဝင်ပါတယ်။ဒီရေငုပ်ရင်တွေရဲ့လုပ်ငန်းဆောင်ရွက်နိုင်မှုကစိုးရိမ်စရာအကောင်းဆုံးချက်ပါပဲ။အနောက်နိုင်ငံကာဝေးရေးရရှိတွေစိုးရိမ်နေကြတာက ရုရှားရဲ့ရင်ငုတ်ရင်တွေဟာတဘာဝပတ်ဝန်းကျင်သုတေသနလုပ်နေတာမဟုတ်ပဲကမ္ဘာကြီးကိုဆက်သွယ်ထားတဲ့ရေအောက် fiber optic cable ကြိုးတွေကိုလှည့်ပတ်ထောင်လန်းနေတာဒါမှမဟုတ်အရေးကြုံလာရင်ဖြတ်တောက်နိုင်မှုမှတ်သားထားတာတွေလုပ်နေတာကိုပါပဲဒီရေအောက် cable ကြိုးတွေဟာကမ္ဘာဗန္ဒာရေးစနစ်အင်တာနက်ဆက်သွယ်မှုနဲ့အစိုးရများရဲ့လျှို့ဝှက်ဆက်သွယ်မှုတွေပါဝင်ကမ္ဘာလုံးဆိုင်ရာအချက်အလက်လွှဲပြောင်းမှုရဲ့68ရာခိုင်နှုန်းကျော်ကိုတည်ဆောင်ပေးနေတဲ့အသက်သွေးကြော်တွေဖြစ်ပါတယ်ရန်နာသင်္ဘောကြီးရဲ့လှုပ်ရှားမှုတွေဟာအဲ့ဒီ cable ကြိုးတွေတရှိရာလမ်းကြောင်းတွေနဲ့တိုက်ဆိုင်နေတာကြောင့် ပြည်ထိုင်တဲ့နေတိုးမဟာမိတ်တွေရဲ့စိုးရိမ်မှုတွေဟာလွန်စွာမြင့်တက်လာနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းရန်တာသင်းမောက်ကိုရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာပင်လယ်ရေအောက်ထောက်လှမ်းရေးလက်နက်ဖြင့်အနောက်နိုင်ငံတွေကရှုမြင်နေကြတာဖြစ်ပါတယ်။ဒီသင်းမောက်ဟာပင်လယ်ပြင်ပေါ်မှာသာမကလူသားတွေလုံးဝမမြင်နိုင်တဲ့ရေအောက်ကမ္ဘာမှာပါအတိအကျကြတဲ့မဟာဗျူဟာမြောက်ထိုးဖောက်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ကြဲကြဲပြန့်ပြန့်ယူဆထားကြပါတယ်။ဒီအနာသင်္ဘောကြီးရဲ့နောက်ကွယ်မှာဘလို့ဖွဲ့စည်းကပိုင်ဆိုင်ပြီးဘလို့နီးပညာတွေပါဝင်နေလဲဆိုတာကိုဆက်လက်ကြည့်ရှုရအောင်ပါ။ ဒီတင်မောက်ကိုရုရှားရစ်တရဲ့ပင်လယ်ရေအောက်သုတေသနဌာနချုပ်လို့ခေါ်တဲ့အလွန်လျှို့ဝှက်တဲ့ဌာနခွဲတစ်ခုကတိုက်ရိုက်ပိုင်ဆိုင်ပြီးစီမံခန့်ခွဲနေတာဖြစ်ပါတယ်။ GUGI ဆိုတာကရေအောက်စစ်ဆင်ရေးတွေအထူးသဖြင့်ကေဘယ်ကြိုးဖြတ်တောက်မှုတွေနဲ့ထောင်လိုင်းရေလုံငန်းတွေမှာနာမည်ကြီးပြီးရုရှားရစ်တရဲ့ထိတ်တန့်လျှို့ဝှက်ချက်တွေကိုကင်တွယ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီတင်မောက်ကိုအယက်သားသုတေသနတင်မောက်အဖြစ်မြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဒီပညာပိုင်းမှာကြည့်ပဲဆိုရင်ရန်တာဟာအမကန်ဆွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားပါတယ်။ဒီတဲ့မောက်ပေါ်မှာရေနပ်ပိုင်းကိုဆင်းသက်နိုင်တဲ့ လူစည်းရင်ငုပ်ရင်ငယ်နှစ်စီးဖြစ်တဲ့ Rest and Consol ဆိုတဲ့သင်္ဘောနှစ်စီးတို့ကိုတည်ဆောင်ထားပါတယ်။ဒီရင်ငုပ်သင်္ဘောတွေရဲ့စွမ်းရည်ကတော့အလွန်ကိုထိတ်လန့်စရာကောင်းပါတယ်။သူတို့ဟာရေအောက်မီတာ6000ပေပေါင်း2000ခန့်အထိအောင်မြင်စွာဆင်းသက်ပြီးလုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ဒါအပြင်သင်္ဘောမှာအလိုလျောက်ဒါမှမဟုတ်အဝေးထိန်းစနစ်နဲ့လည်ပတ်နိုင်တဲ့ရင်ငုပ်ရင်တွေကိုလည်းပံ့ပိုးထားပြီးရေအောက်လုပ်ငန်းအမျိုးမျိုးကိုဆောင်ရွက်နိုင်ပါတယ်။ဒီလိုအစိမ့်မြင့်ဤပညာပစ္စည်းတွေနဲ့ရန်တာသင်္ဘောကဘာတွေလုပ်လို့ရလဲဆိုတော့ ပင်လယ်ကျမ်းမြေမှာမြုပ်ထားတဲ့ရေအောက်ကေဘယ်ဂျိုးတွေကိုအသေးစိတ်ရှာဖွေနိုင်တာအဲ့ဒီဂျိုးတွေကနေဖြတ်တန်းနေတဲ့အချက်လက်တွေကိုကြားဖြတ်နားထောင်မှတ်သားလာရီလုပ်နိုင်ပါတယ်ဒါလည်းမကသေးပဲအရေးပေါ်အခြေအနေဒါမှမဟုတ်စည်ရေးမဟာဗျူဟာလိုအပ်ချက်ရာလိုအပ်လာပြီဆိုရင်အဲ့ဒီကေဘယ်ဂျိုးတွေကိုအချိန်မရွေးဖြတ်တောက်ဖြတ်စည်းပြနိုင်တဲ့စွမ်းရည်တွေလည်းပါဝင်နေပါတယ်ဂျန်နာသင်းမောကြီးဟာ2015ခုနှစ်မှာစတင်တာဝန်ထမ်းဆောင်ခဲ့ပြီးကဲကကမ္ဘာအနှံ့ပြားမှာလှုပ်ရှားသွားလာခဲ့ပါတယ်သူရဲ့လှုပ်ရှားမှုမှတ်တမ်းတွေကိုပြန်ကြည့်ရင်ကမ္ဘာအရေးပါတဲ့ကေဘယ်ဂျိုးတွေရှိတဲ့နေရာတိုင်း ဥပမာ Caribbean ပင်လယ်၊မြေထဲပင်လယ်၊ Atlantic သမုဒ္ဒရာစတဲ့နေရာတွေမှာမကြာခဏပေါ်လာတတ်တာကိုတွေ့ရပါတယ်။ဒါ့အပြင် American ရေတပ်အခြေစိုက်စခန်းတွေနျူကလ িয়ার ရင်ကုန်သင်္ဘောလမ်းကြောင်းတွေမှာပါမကြာခဏဆိုသလိုတွေ့ရှိရတာကြောင့်ဒီသင်္ဘောဟာသုတေသနလုပ်ငန်းတွေလုပ်နေတယ်ဆိုတော့ရုရှားရဲ့တဝန်ရင်ပြောဆိုမှုကိုဘယ်နိုင်ငံကမှအယုံကြည်မရှိတော့တာမှန်ပါပဲ။ပြည်ထိုင်ကာကွယ်ဝန်ကြီးဌာနကဘာကြောင့်ဒီဂျန်နာသင်္ဘောရဲ့လှုပ်ရှားမှုပေါ်မှာဒီလောက်တောင်စိုးရိမ်ပူပန်နေရတာလဲဆိုတဲ့အဖြေကတော့အလွန်ရိုးရှင်းပြီးအရေးကြီးပါတယ်။ ပြည်ထိုင်နိုင်ငံနဲ့ကမ္ဘာကြီးရဲ့ဖွံ့ဖြိုးပြီးနိုင်ငံအများစုရဲ့စီးပွားရေးစနစ်ဆက်သွယ်ရေးကွန်ရက်အားလုံးဟာပင်လယ်ကမ်းမြေမှာမြုံနှံထားတဲ့ကေဘယ်ကြိုးတွေပေါ်မှာလုံးဝအုံတုံမှီခိုနေရလို့ပါပဲလက်ရှိကမ္ဘာအင်တာနက်အချက်လက်ဖုန်းပြောဆိုမှုတွေဗီဒီယိုတွေနဲ့အခြား digital အချက်လက်လွှဲပြမှုတွေရဲ့99ရာခိုင်နှုန်းဟာကမ္ဘာပတ်လန်းပေါ်ကဂျိုးရုတွေကနေမဟုတ်ပဲရေအောက်ကေဘယ်ကြိုးတွေကနေဖြတ်တန်းသွားလာနေတာဖြစ်ပါတယ်ဒါဟာခေတ်သစ်ကမ္ဘာကြီးရဲ့အသက်သွေးကြောလို့ပြောရင်လုံးဝမမှားပါဘူး စီးပွားရေးမြင်နဲ့ကြည့်မယ်ဆိုရင်လည်းဒီကြိုးတွေရဲ့အရေးပါပုံဟာအလွန်ကြီးမားပါတယ်။နေ့စဉ်ဒေါ်လာ10ထရီလီယံကျော်တန်ဖိုးရှိတဲ့နိုင်ငံကဗန်နာရေးလွှဲပြောင်းမှုတွေဟာဒီရေအောက်ကေဘယ်ကြိုးတွေကနေပဲဖြတ်တန်းနေတာဖြစ်ပါတယ်။ဒါဆိုရင်စဉ်းစားကြည့်ပါ။တကယ်လို့များရုရှားနိုင်ငံကဒီလိုအရေးပါတဲ့ကေဘယ်ကြိုးတွေကိုစည်ရေးပရိပခတစ်ခုအတွင်းမှာဖြစ်စေနိုင်ငံရေးအကြက်တဲတစ်ခုအတွင်းမှာဖြစ်စေရုပ်တရက်ဖြတ်တောက်ဖြတ်စည်းလိုက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်ကြလဲ။ပထမဆုံးအနေနဲ့နိုင်ငံအများစုမှာအင်တာနက်ဟာကြီးမားစွာပြတ်တောက်သွားပါလိမ့်မယ်။ ဘဏ်လုပ်ငန်းတွေငွေကြေးလွှဲပြောင်းမှုစနစ်တွေရပ်ဆိုင်းသွားပါမယ်။ကမ္ဘာစတော့ဈေးကွက်တွေဟာပြိုလဲကျသွားနိုင်ပါတယ်။နိုင်ငံတကာဆက်သွယ်ရေးတွေဟာအကြီးအကျယ်ပြတ်တောက်သွားပြီးကမ္ဘာလုံးဆိုင်ရာဗယံပဒါအခြေအနေဖြစ်ပေါ်သွားနိုင်ပါတယ်။ဒါဟာစစ်တိုက်ချင်းထက်ပိုပြီးထိရောက်တဲ့စီးပွားရေးနဲ့သတင်းအချက်လက်စစ်ပွဲဖြစ်လာပါလိမ့်မယ်။ပြည်တွင်ရဲ့ဝင်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့လွတ်တော်မန်ရီရှီဆူနက်ကိုရိုင်းကရေရောက်ကေဘယ်ကျူတွေဟာခေတ်သစ်စစ်ပွဲရဲ့အားအနည်းဆုံးနေရာဖြစ်တယ်လို့အရင်ကတည်းကသတိပေးပူပါတယ်။ ဒါကြောင့်ရန်တာတင်ပေါ်ရောက်ရှိလာခြင်းဟာဒီအားနဲ့ချက်ကိုတိုက်ရိုက်လာရောက်ထောက်လန်းတာဒါမှမဟုတ်အနာဂတ်မှာတိုက်ခိုက်ဖို့အတွက်မြေပုံလာရောက်ရေးဆွဲတာဖြစ်နိုင်တယ်လို့မဟာဗျူဟာကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ဒီရန်တာတင်ပေါ်နဲ့ဆက်ဆက်ပြီးကျွန်တော်တို့နောက်ထပ်နက်နက်နေနေဆွေးနွေးသင့်တဲ့အချက်ကတော့ရုရှားနိုင်ငံရဲ့ရေအောက်စစ်ပွဲဆိုင်ရာမဟာဗျူဟာဖြစ်ပါတယ်ရုရှားဟာတမိုင်းကြောင်းအရရင်ကုန်တင်ပေါ်နဲ့ရေအောက်တိုက်ခိုက်ရေးနည်းပညာတွေမှာအမြဲတမ်းဥဆောင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံပါလက်ရှိမှာရုရှားရဲ့ရေအောက်မဟာဗျူဟာဟာစစ်တပ်ချင်းရင်ဆိုင်တိုက်ခိုက်ဖို့ထက် အနောက်နိုင်ငံတွေရဲ့အခြေခံအဆောက်အအုံတွေကိုအာယုံစိုက်ထိုးဖောက်ဖို့ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ဒါကို Ariel Daniel လို့ခေါ်တဲ့ဂျန်သူဆက်စင်ရဲ့လှုပ်ရှားမှုကိုပိတ်ဆို့တားဆီးတဲ့နီးဗျူဟာနဲ့ပေါင်းဆက်ပြီးပင်လယ်ကျမ်းပြင်ကနေတဆင့်အနောက်နိုင်ငံတွေရဲ့စီးပွားရေးနဲ့သတင်းချဲ့လက်စီးတင်မှုကိုချိန်ချောက်နေခြင်းပဲဖြစ်ပါတယ်။ရန်နာသင်မော့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီမဟာဗျူဟာရဲ့ရှေ့ပြေးတက်တာအဖြစ်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့သေချာသိရှိထားဖို့လိုတဲ့အဖွဲ့အစည်းတစ်ခုကတော့ရန်နာသင်မော့ကိုပိုင်ဆိုင်ပြီးစီမံခန့်ခွဲနေတဲ့ ရုရှားရေတပ်ရဲ့ပင်လယ်ရေအောက်သုတေသနဌာနချုပ် GUGI မှာပဲဒီ GUGI ဆိုတာကရိုးရိုးသုတေသနအဖွဲ့အစည်းမဟုတ်ပါဘူးသူတို့ဟာရုရှားရဲ့အရေးကြီးဆုံးလျှို့ဝှက်စည်းရေးမဟာဗျူဟာတွေအထူးသဖြင့်ရေအောက်စစ်ဆင်ရေးအတွက်တာဝန်ယူထားတဲ့ဌာနခွဲတစ်ခုဖြစ်ပါတယ် GUGI ရဲ့အဓိကလုပ်ငန်းတွေထဲမှာနိုင်ငံခြားရဲ့နျူကလ িয়ার ရင်ကုန်သင်္ဘောလှုပ်ရှားမှုတွေကိုထောက်လှမ်းတာပြီးတော့ကမ္ဘာအရေးပါတဲ့ရေအောက်ကေဘယ်ဂျိုးတွေအပါအဝင်အခြေခံအဆောက်အအုံတွေကိုစောင့်ကြည့်ထိန်းချုပ်ဖို့ကြိုးပမ်းတာတွေပါဝင်နေပါတယ် ဒါကြောင့် GUGI ရဲ့သင်းမော်တစီဟာပြည်တိုင်ကမ်းလွန်ကိုရောက်လာတယ်ဆိုတဲ့အချက်ဟာအစိမ့်မြင့်ထောင်လိုင်းရေးလုပ်ငန်းသားဖြစ်ပြီးတာမန်သူတေသနာလုပ်ငန်းလုံးဝမဟုတ်ဘူးဆိုတာသိကြနေပါတယ်။ဒီလို GUGI ရဲ့လုပ်ငန်းတွေနဲ့ရန်တာရဲ့စွမ်းဆောင်ရည်တွေကိုကြီးကျင်းအဖြစ်ရုရှားဟာနောက်နိုင်ငံတွေကိုဓာတ်ရိုက်တိုက်ခိုက်စရာမလိုပဲသူတို့ရဲ့စနစ်တစ်ခုလုံးကိုပြိုလဲစေနိုင်တဲ့ခလုတ်ကိုပင်လယ်ကျမ်းပြင်မှာကင်ထားခြင်းနဲ့ဆိုတဲ့အချက်ကိုအတိအလင်းမြင်သာစေပါတယ်။ဂျီယောက်ကေဘယ်ကျူးများဖြတ်တောက်နိုင်တာဒါမှမဟုတ်ဂျားဖြတ်နားထောင်နိုင်တာဟာစစ်ပွဲအခြေအနေမှာပဲဖြစ်ဖြစ် ပြိပခါမဖြစ်ခင်စည်ရေးအရာချင်းချောင်းမှုပေးတဲ့အနေနဲ့ပဲဖြစ်ဖြစ်အနောက်နိုင်ငံတွေရဲ့စီးပွားရေးနဲ့သတင်းအချက်အလက်စီးသိမှုကိုလုံးဝရပ်တန့်ပစ်နိုင်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတရဖြစ်လာနိုင်ပါတယ်။ဒါဟာရုရှားရဲ့စစ်ပွဲမဟာဗျူဟာမှာအရေးကြီးတဲ့အပိုင်းတရဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သတိထားသင့်ပါတယ်။ပြည်တွင်ရဲ့တင်းမာတဲ့ဆိုဆက်ချက်တွေနဲ့စိုးရိမ်ပူပန်မှုတွေကိုရုရှားဘက်ကဘယ်လိုတုံ့ပြန်ခဲ့သလဲ။ထုံးစံတိုင်းရုရှားရဲ့တုံ့ပြန်မှုဟာပြက်ပြက်သားသားညင်းဆိုပြီးတော့မျက်နှာပြောင်တိုက်လောင်ပြောင်ပါတယ်။ လန်ဒန်မှာရှိတဲ့ရုရှားတန်ရုံကနေတရားဝင်ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့ထုတ်ပြန်ချက်မှာပြည်ထောင်စုအစိုးရနဲ့မီဒီယာတွေဟာရုရှားကြောက်ရောဂါဆွဲကပ်နေကြတယ်။သူတို့ဟာစစ်ဖြစ်ချင်နေတဲ့စိတ်ဓာတ်တွေနဲ့ကောလာဟလာတွေကိုဖန်တီးနေကြတယ်လို့ပြင်းပြင်းထန်ထန်ပြန်လည်ဆွဆွဲတုံ့ပြန်ခဲ့ပါတယ်။ရုရှားဘက်ကရောရန်တာဟာနိုင်ငံတကာရေပိုင်နဲ့ဥပဒေနဲ့ညီတာမန်သုတေသနလုပ်ငန်းတွေကိုပဲလှုပ်ဆောင်နေတာဖြစ်ကြောင်းပြည်ထောင်ဟာအကြောင်းမဲ့ထိတ်လန့်မှုတွေဖန်တီးပြီးတင်းမာမှုကိုပုံမှန်မြင့်တက်အောင်လှုပ်ဆောင်နေတာဖြစ်ကြောင်းပြန်လည်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားဘက်ကတော့သူတို့ရဲ့တုံ့ပြန်မှုကိုဆက်လက်ထပ်မံပြောကြားခဲ့ပါတယ်။သူတို့ကကျွန်တော်တို့တင်မော့ကနိုင်ငံတကာဥပဒေနဲ့ညီသွားလာနေတာပါ။ပြည်တယ်ရဲ့လုံခြုံရေးကိုထိခိုက်စေလိုတဲ့ဆန္ဒလုံးဝမရှိပါဘူး။ပြည်တယ်ရဲ့ရေးပါတဲ့ကေဘယ်ကြိုးတွေကိုလည်းစိတ်ဝင်စားပါဘူးလို့အခိုင်အမာညင်းဆိုခဲ့ပါတယ်။ပြည်တယ်ကောင်းဆောင်ပိုင်းရဲ့စိုးရိမ်ပူပန်မှုတွေဆိုရင်ရုရှားတန်ယုံကထုတ်ပြန်ချက်မှာအပြုံးနယ်ပဲတုံ့ပြန်လိုက်ပါတယ်လို့တောင်ခနဲ့တက်တဲ့စကားလုံးတွေတုံ့နှုံပြီးပြန်လည်တုံ့ပြန်သွားပါသေးတယ်။ဒါပေမဲ့လည်းလက်တွေ့အခြေအနေနဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ယူကရိန်းစစ်ပွဲစတင်ခဲ့တဲ့ကလေးကဥရောပနိုင်ငံတွေမှာပုံမှန်မဟုတ်တဲ့ထူးဆန်းတဲ့ဖြစ်တွေဇက်တိုက်ဆိုသလိုပေါ်ပေါက်လာခဲ့တာကိုတွေ့ရပါတယ်။ဥပမာအားဖြင့်နော်ဝေနိုင်ငံကမ်းလွန်ပင်လယ်ပြင်အောက်ကဂျီအောက်ကေဘယ်ဂျိုတွေအကြောင်းပဲပြတ်တောက်တာဒိမတ်ကမ်းလွန်မှာရှိတဲ့ရုရှားပိုင်တန်းဝေပိုင်လိုင်းတွေပေါက်ကွဲပျက်စီးသွားတာစတဲ့ဖြစ်ရတွေကအမေရိကန်နဲ့ဥရောပမဟာမိတ်တွေရဲ့စိတ်ထဲမှာရုရှားရဲ့လျှို့ဝှက်ကြိုးကင်မှုတွေရှိနေနိုင်တယ်ဆိုတဲ့တန်တရားကိုပူပြီးခိုင်မာလာစေခဲ့ပါတယ်။ ဒီလိုအခြေခံဆောင်းအုံတွေကိုတိုက်ခိုက်ခြင်းဟာစစ်ပွဲတစ်ခုကိုစစ်မကျင်ညာပဲစတင်ခြင်းနဲ့အတူတူပဲဖြစ်တယ်လို့အနောက်နိုင်ငံတွေကယူဆထားကြပါတယ်။ချုံုံပြီးပြောရမယ်ဆိုရင်တော့ဒီအခြေအနေဟာရိုးရှင်းတဲ့ရေကြောင်းပြဿနာမဟုတ်ပဲကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကပြင်းထန်တဲ့မဟာဗျူဟာစစ်ပွဲတရရဲ့ထင်ရှားတဲ့ပုံရိပ်ပါပဲ။ရန်နာသင်္ဘောကြီးဟာရုရှားရဲ့စစ်ရေးရည်ရွယ်ချက်များကိုဖုံးကွယ်ထားတဲ့သုတေသနသင်္ဘောဆိုတဲ့ခေါင်းစဉ်အောက်မှာပြီးတဲ့နေ့နေတိုးနိုင်ငံတွေရဲ့အသက်သွေးကြောဖြစ်တဲ့ဂျီအောက်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတိတ်ဆိတ်စွာနဲ့လိုက်လံချင်းချောင်းနေတာဖြစ်ပါတယ်။ ပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့စိုးရိမ်မှုဟာလုံးဝအခြေမြင့်မရှိတာမဟုတ်ပါဘူး။ခေတ်သစ်ကဘာမှာအင်တာနက်ပြတ်တောက်တာသတင်းအချက်အလက်လမ်းကြောင်းတွေပျက်စီးတာဟာဂျန်သူရဲ့ဘုံကျဲတိုက်ခိုက်မှုခံရတာလောက်နီးပါးထိခိုက်နေတာလည်းကိစ္စရဲ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ရုရှားနဲ့နောက်အစုကြကပြိပခါဟာကုန်းမြေ၊လေကြောင်း၊အကာသအပါဝင်တပ်ဝန်းကျင်အလှတိုင်းမှာတိုးချက်လာနေပြီးအခုဆိုရင်ပင်လယ်ကျမ်းမြေနဲ့ဆိုင်သုံးနေရာတွေထိပါကူးဆက်လာနေပြီဖြစ်ကြောင်းရန်တာသိမ့်ဖို့ရဲ့လှုပ်ရှားမှုတွေကအသက်တည်ပြနေပါတယ်။ ဒီလိုအခြေအနေတွေဟာကမ္ဘာလုံခြုံရေးအခြေအနေကိုလက်လက်နေနေပြောင်းလဲပြနေပြီဖြစ်ကြောင်းလဲညွှန်ပြနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။